ဖတ်ဒီမားရဲ့တံမြာသီးတုတ်ဆိုင်ပိတ်သိမ်းခံရတယ်တဲ့အခွန်ကသိန်း80 FDA notice ဆာပို့ခံရတယ်ကျောင်းဝင်းတွေကနင်ထုတ်ခံရတယ်တဲ့နော်အောက်ခြေကလူတယောက်တက်လာတာကိုအောက်ကနေထိုးချကြတယ်မနာလိုတိုက်ခိုက်ကြတယ်ကိုကျိုးအတတခုပဲကြည်ကျင်ကြတာဗျာနော်သူဘလို့ဘယ်နည်းပဲပုံစူးစမ်းလို့အောင်မြင်လာတာလဲကိုဘသူမှအထက်မတွေ့ကြဘူးဘသူမှဂယုမဆိုင်ကြဘူးနော်သူဘလို့တွေအောင်မြင်ခဲ့လဲကျွန်တော်တို့တစ်ချက်ကြည်ကြည်ကြရအောင်ပါညိုရွှေ sẽ trẻ Ta nhìn tổ nó Chị mong là sao chuyện chị sao là đi sao chị đang ngồi ăn mà đó mà sao đi mà tận ra thì chị ngồi mà đi tủ này chị ạ mà sao vui hả ô mà hai mà chị mà sao cái gì hoài là cái gì đó ấy cái gì mà ấy hai chị bảo là wow mình mà yoga bên này phải là wow mình cái

မန္တလေးကိုရောက်ပြီဆိုရင်ဖြင့်ဖက်တီမတံမြာတီးတုတ်ဘလို့အရသာရှိလဲဆိုတာတီတီကိုစမ်းကြည့်တံမြာတီးတုတ်ကိုစပြီးဆွဲပါပြီမမဖက်တီမရေဒီမှာအားပေးထားတယ်နော်မမဖက်တီမ ဒီကုန်းကနာမည်ကြီးလုံးလို့အပတူးတူးတူးကတူးတကတာပတအာရပြီစားပြီ10မိနစ်တည်းမြောက်အချင်းမြတ်တည်းကြာဆိုကြည့်နေတဲ့တော့မစားကျင်လာဘူးရောက်ကောရောက်ကောအမရဒီတလုံးလုံးရုံကြောက်တယ်ရေသူရဲ့အစာပလာတပ်ပနာပေါင်းတော့ရေ ်ရှယ်ရီရှယ်ရီဖတ်ဒီမတ်တမလူမန်လေးရောက်ပြီဆိုတော့ဆွဲပြီးဂို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 မဖတ်ဒီမကကျွန်တော်ယရနာဘုံတက်ကတူចောင်း တက်ကလေးကသူကဒီဥပိန်တရားပေါ်မှာတော့သူ့ရဲ့ဒီဘန်းလေးနဲ့ရှင်မောင်းရောင်းနေခဲ့တာဗျာเนาะအဲ့ဒီလိုမျိုးအောက်ခြေဘွားကနေစီသူ့ရဲ့ဒီစေတနာမေတ္တာနဲ့ကြိုးစားအားထုတ်ပြီးတော့အချိန်တိုင်းတာတစ်ခုကြာပြီးတော့မှ အခုလိုဝဝကွဲအောင်မြင်လာခဲ့တာဗျာနော်ဒီလိုအောင်မြင်မှုဆိုတာအချိန်နေရှင်းမှာအများကြီးပေးခဲ့ရတယ်စေရနာမြတ်တာတွေသူ့ရဲ့ကြိုးစားအားထုတ်မှုတွေအများကြီးရင်းနှီးပေးဆက်ခဲ့ရတာအဲ့ဒီအနေမှာသူကဒီလိုမျိုးတံမြာသီးတွေလှုပ်ရောင်းရင်ကောင်းမယ်ဆိုပြီးတော့ထူးထူးခြားခြားတံမြာသီးကိုသူ့ရဲ့အစာပလာတွေမျိုးစုံထည့်ပြီးတော့ရောင်းလိုက်ရကနေပြီးတော့မှ နော်တယောက်စကားတယောက်နာစားကြတော့ကြရင် Facebook TikTok တွေပေါ်တင်ညာရင်းနဲ့အခုဆိုရင်ဒါဆယ်လီမင်းသားမင်းသမီးတွေ တိလာရောက်စားသုံးကြတဲ့အဆင့် ठी စားကြည့်ရောက်ရှိပြီးတော့နော်အကြီးဆောင်လာဘယ်သူမှလိုက်လို့မမီတဲ့တူနိုင်မဲ့အောင်မြင်လာခဲ့တာတူနေနေဘာပဲဖြစ်ဖြစ် तू ကအောက်ခြေကနေတက်ပြီးတော့မှအောင်မြင်လာတဲ့ तू ခုလိုထိုးချတာမနာလိုတိုက်ခိုက်တာကိုကျိုးအတ္တတစ်ခုပဲကြည့်ပြီးတော့လုံနေကြတာတော့လုံးဝလုံးဝမကောင်းမှုလိုပဲမြင်နေဗျာနော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့အတွင်းစာတွေလည်းတချို့ပို့လာတယ်လို့သိရတယ် ဘသူတွေဘလို့ပို့ထားလဲဘာစာတွေလဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ကြအောင်ရင်းသမီးဆုံးကတော့ပြင်ပေးရအခွန်ဟာ390တောင်းတာကတဖွဲတဲ့ဖျားဝင်းတွေကမောင်းထုတ်တာကတဖွဲတဲ့ FDA notice စာပို့တာကတဖွဲတဲ့မနေ့တိုင်းသူ့ရင်သွားနေကြမှုခုလိုဖြစ်တော့မှမကူညီနိုင်လို့စိတ်မကောင်းယုံမှတပါဆိုပြီးတော့ဒါရေးထားတာဗျာနော်ဒီမှာကအမရေးတဲ့မဖက်ဒီမားတဲ့ကပြဿနာတွေတက်နေတာတဲ့ သူ့အားတွေပိတ်ခိုင်းနေတာတဲ့ဟဲဟုတ်လားတဲ့ဒီနေ့ပဲ CB နဲ့ FDA တွေ့လိုက်တယ်တဲ့နော်မရဘူးအမားတဲ့ဘာမှရောင်းခွင့်မပေးထားတာတဲ့ဒီနေ့ပဲစာတွေနဲ့စိုင်းလည်းမဖွင့်ရဘူးတဲ့အိမ်လည်းမရောင်းရဘူးတဲ့ရောင်းတာတွေ့ရင်လူပါဖမ်းမယ်လို့ပြောတယ်တဲ့နော်လောက်တော့လုံရကြလဲဗျာနော်လူတစ်ပတ်သားအဆင်ပြေအောင်မြင်နေတာမူရီတာမပွားနိုင်ရဘူးအိမ်မှာပဲသွားယူရင်ကောတဲ့ညီမလေးတဲ့မမအော်ဒါတွေ့လဲလက်ခံပြီးသားဖြစ်ကုန်ပြီတဲ့အိမ်လည်းမရောင်းရဘူးတဲ့ သူတို့ကိုဘာမှလောက်ခွင့်မပေးထားတာအမားတဲ့အိမ်မှာဒလီတွေနဲ့မနဲ့မနဲ့လာယူမှန်းမှန်းလဲတိတယ်တဲ့သူတို့ကိုလုတ်ပိုင်ခွင့်အကုန်ပိတ်ခိုင်းထားတာလို့ဘာမှလုတ်မရဘူးတဲ့အမရဲ့တဲ့နော် လုတ်ရကြလဲဗျာ Facebook ဆယ်လီညီလေးအောင်ရဲကျော်ကလည်းသူ့ရဲ့ Facebook မှာစာလေးတစ်ခုရေးထားလဲဗျာနော်ဖတီမာဆိုတာအပြင်မှာအခုထိအကျွေးတောင်မကြေသေးတဲ့အမျိုးသမီးတစ်ယောက်ကောင်းစေခြင်းထောက်ပြဝေဖန်ကြပါလက်ခံတယ်အခုဟာကကလေးလေးယောက်ဗိုက်တလုံးနဲ့ နားမလဲတဲ့သူကိုကိုတီတိုင်းတတိုင်းတိုင်ပြီးဈေးရောက်ခွင့်ပိတ်ခန်းရအောင်နင်တို့လှုပ်ရက်အပေါ်နင်တို့ပျော်လာလစ်ပြလုံလာမနာလိုစိတ်တွေကြောက်စရာကောင်းလိုက်တာနိုင်တိုင်းမနိုင်ကြပါနဲ့ဆိုပြီးတော့ဒါအောင်ရကျော် Facebook ဆယ်ရင်းကြီးလေးကရေးထားတာဗျာနော်အဲကြတော့ဒီလိုမျိုးလမ်းဘေးဈေးတယ်ဆိုတာကနော်ကျွန်တော်တို့မြန်မာနိုင်ငံနေမဟုတ်ဘူးနော်နိုင်ငံတကာမှာလည်းဒီလိုမျိုးဟမ်းမိတ်နော်တပိုင်းတိုင်းလှုပ်တဲ့ လမ်းပေးဈေးတယ်ဆိုတာနိုင်ငံတိုင်းမှာရှိတယ်เนาะအဲ့တော့လမ်းပေးဈေးတဲ့အတိုင်းက FDA ခွင့်ပြုချက်ဘယ်သူမှမရှိကြဘူးเนาะနိုင်ငံတကာမှာလည်းသွားကြည့်လိုက်ကိုယ်နိုင်ငံမှာမဟုတ်ဘူးเนาะအဲ့ကြတော့လမ်းပေးဈေးတဲ့အတိုင်းသာ FDA လုံးရမယ်ဆိုရင်မရှိတော့မှလမ်းပေးဈေးတဲ့လှုပ်ရှားရတာဗျာဘယ်လိုများ FDA ခွင့်ပြုချက်ထောက်ခံချက်တွေယူဖို့လွယ်မလဲပေါ့နောက်ပြောက်တော့တခုပြောချင်တာဘာလဲဆိုတော့ ဒီဖတိမရဲ့တံမြာသီးတုတ်စားလိုက်လို့ဘသူတွေဘလို့ဖြစ်သွားတယ်ဘလို့ယောဂတွေရသွားတယ်ဆိုပြီးတော့ဘသူမှကြောဆိုတာမရှိဘူးနော်မဖတိမကနောက်ပြီးတော့ဒီကလေးသုံးအောင်နဲ့ဗိုက်ကြီးနဲ့နော်ဗိုက်ကြီးတဲ့အကျွေးတွေလည်းတင်းတဘိုးရှိနေတာအဲ့တလားဒီဟောပေါ့တိန်30ဝင်ငွေတွေရှိတယ်ဘာညာဆိုပြီးတော့မျိုးစုံပြောနေကြပြီမဲ့သူ့ရဲ့အကျွေးတွေကမကြည်သေးဘူးဆိုပြီးတော့ဒါသိရတယ်ဗျာနော်အဲ့တော့ကိုအောက်ခြေကလူတယောက် အခုလိုကြီးပွားတိုးတက်အောင်မြင်လာတာသူရဲ့စေတနာမေတ္တာနဲ့ကြိုးစားအထောက်မှုကြောင့်အောင်မြင်လာတာကိုမုရိတာမပါဘဲမနာလိုတိုက်ခိုက်ကြတာထိုးချကြတာတော့လုံးဝမကောင်းဘူးလို့ပဲမြင်တယ်နော်အဲဒါတော့အခုမတ်ဖတ်ဒီမအပေါ်အခုလိုလုံရက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမျိုးတွေရောဘယ်လိုမြင်လဲဘယ်လိုခံစားကြရလဲကွန်မန့်မှာရေးခဲ့ပေးပါဦးဗျာ